ကျွန်တော်တို့လေလောကကြီးမှာဖြစ်ပျက်နေတာလေးကိုပြောချင်တာပါဒီနေ့เนาะလူတွေကလေကျွန်တော်တို့အခုအခုဆိုရင်ဆိုရှယ်မီဒီယာခက်မှာဆိုပို့ပြီးတော့မှအာမြင်ရတယ်ပေါ့เนาะမြင်ရတယ်အဲလူတွေကိုလိန်တာညာတာလိန်စားတာညာစားတာကလိန်ကကြစ်လုတ်တာ နော်ဒါဒီအများကြီးပဲမြင်ရတယ်ဒီခေတ်မှာဆိုပေါ်ပေါ်တင်တင်ထင်ထင်ရှားရှားရောမပေါ်မတင်မထင်မရှားတွေရောအများကြီးပဲမြင်ရတယ်ကိုကျင်တရားတွေပြက်ပြားတာပေါ့နော်အဲ့တော့လူလိန်လိန်လူညာတွေကျမပြောပါရောလားဟာကလင်ကကျကျမတို့ဟိုအရင်တည်းကအင်အားမြေတို့လင်းသစ်စာတို့တွေခင့်နေရလိန်လိုက်ကြတာဆိုတာတထေးတွေနော်လိန်လိုက်ကြတာဆိုအဲ့လူလိန်နေအခုဘာဖြစ်နေလဲဘာမှဖြစ်ဘူးနော်ဒီတိုင်းပဲသူတို့လုံရိုးလုံစင်ဒီတိုင်းပဲအလုတ်ကိုပဲသူတို့လုံနေတယ်နော်ဆိုတော့အာ နောက်တစ်ခါစင်အတုတွေလိန်ညတယ်စင်အတုတွေဖြစ်ကြတယ်ဟောပျောက်သွားတယ်ပြီးတော့ပြန်ပေါ်လာတယ်အဲလောက်ကြတယ်เนาะ cosmetic skin care တွေအတုတွေ cosmetic skin care တွေကြောင့်မလို့လူတွေပြင်မျက်နှာတွေအများကြီးပျက်စီးသွားတဲ့ဖြစ်စဉ်တွေဖြစ်တယ်ပျောက်သွားတယ် social media ပေါ်မှာပြီးရင်ပြန်ပေါ်လာတယ်တာမန်အတိုင်းပဲနော်အမေနောက်တစ်ခါသူများဆီအောင်ငွေကြီးတွေအများကြီးလိန်နေညာတယ်လိန်သွားတယ်ဟာပျောက်သွားတယ်ပြီးရင်ပြန်ပေါ်လာတယ် ုံမှန်အတိုင်းပဲဥပဒေကြောင့်အရာလည်းအေးမယူနိုင်ဘူးအေးမယူချဘူးပေါ့လေနော်မယူချဘူးအဲ့တော့ကျူးလွန်သူတွေကနင့်နာသူဟန်တဖန်ပြန်ဆောင်နာတွေကြတော့မြင်ရတွေ့ရတာတွေအဆင်မပြေဘူးလိန်နေဆိုနေရကိုချင်းတရားမကောင်းလို့လိန်တာမတိလိုက်လို့ပါကျမမတိလိုက်လို့ပါဆိုတာ no 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 ဟုတ်လား ဥပမာပြောပြမယ်ကျမရေဒနာလုပ်ငန်းလုပ်တယ်ကျမရောင်းတဲ့ရေဒနာမှာအတုပါသွားတယ်ဘယ်သူမှတာဝန်ရှိတယ်လဲကျမမှတာဝန်ရှိတယ်လေကျမကလည်းမသိနိုင်လို့ကျမကလည်းနစ်နာသူပါခံရတာပါဆိုရင်ကျမတာဝန်ယူပြီးတော့မှဒီလုပ်ကိုမလုပ်နဲ့ကျမမကျွမ်းကျင်မင်းနဲ့ဒီလုပ်ကိုမလုပ်နဲ့ကျမပြောရရှင်းလားကျမဒီလုပ်ကိုလုပ်တယ်ဆိုရင်ကျမရဲ့ကျွမ်းကျင်မှုကျမရဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ် ဟုတ်တယ်နော်ဆိုတော့ကျမကိုယ်တိုင်ကတော့မကျွမ်းကျင်တဲ့အလုပ်တစ်ခုကျမကိုယ်တိုင်ကနားမလည်တဲ့အလုပ်တစ်ခုကိုကျမသူများကိုဘာဖြစ်လို့အောင်မခံရမှာလဲကျမကသူများကြောင့်မလို့နစ်နာမှုကိုခံရတာပါကျမကိုယ်တိုင်လည်းကာယကံရှင်ဟာလည်းနစ်နာသူပါလို့ဒီလိုမျိုးလေးပြောကြတယ်ကျမတို့မြန်မာပြည်ကရိုင်းရိုင်းလေးတခွန်းပြောမယ်စောင်းမတ်မရှိသောလူလူကြီးကလည်း ဖြစ်တတ်ပါရင်အေးဒါကိုအခုကျမတို့ကဒီလိုပြောပြရင်မနာလိုလိုအလုတ်တစ်ခုကိုလုတ်တယ်ဆိုတာကျမရေဒနာအယောင်းဝင်အခုလုတ်မယ်ဆိုကျမရေဒနာလောကအကြောင်းကျမဒီရေဒနာရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထဲထဲဝင်ဝင်နားလေတက်ကြွန်းသိပြီးတော့မှသူများကိုကောင်းပါတယ်တန်ပါတယ်နှောက်ပါတယ်လို့ပြောလို့ရမှာပေါ့ကိုကိုတိုင်းတော်မှစင်ရင်တူလားအစ်စ်လားမခွဲတတ်တဲ့သူကစိန်ဆိုင်ဖွင့်ပြီးဈေးရောက်လို့ဖြစ်ပါမလား အဲ့ဒါဆိုသူများတွေကိုဘလို့စိတ်နဲ့ရောင်းနေတာလဲတာဝန်ယူမှုတာဝန်ခံမှုကဘယ်မှာလဲယုံကြည်ရမှုအတိုင်းတာဟာဘယ်မှာလဲ အဲ့တော့ကျမတို့ဖြစ်စဉ်ဖြစ်ရတိုင်းကြီးအကုန်လုံးမှာလူတွေကလိန်နေညာတယ်လူလိန်နေပေါ့လေလူလိန်နေနော်ကျမတို့ဒီမှာလဲအဲ့လိုပဲဟိုကိုတတ်ဆိုင်ရနေပယ်တီးတီးမှာရက်ွက်ထဲမှာဆိုလဲဒီလိုပဲသူများစီကနေအတိုးတွေနဲ့ယူတယ်လိန်နေပြေးတယ်သူများစီကငွေတွေချိတယ်လိန်နေပြေးတယ်ခဏပြောက်သွားတယ်ပြီးပြန်ပေါ်လာတယ်အမဲဒီတိုင်းနဲ့မသိတယ်လို့ねသူတို့ကတော့တပြန်စင်းသူတို့ကိုတော့ပြန်ပြီးတော့မှတောင်းပန်ရမယ်အပေါက်တွေအမဲမသိရင်တော့သူတို့ကတော့မှခုနှစ်ရက်သားသမီးတနိုင်ငံလုံးကိုတော့တရားပြန်ဆွဲမယ်အပေါက် ကျူးလွန်သူတွေဟာနစ်နာသူအဖြစ်ဟန်ဆောင်ရတာမြင်ရတာတော်တော်အဆင်မပြေဘူးနော်လိန်နေဆိုနေဟာကိုချင်းတရားပြတ်ပြားလို့လိန်တာပဲတစ်ခါလိန်တဲ့ရင်နှစ်ခါလဲလိန်မှာပဲသုံးခါလဲလိန်မှာပဲအဲ့တော့လိန်နေဆိုတာကိုကျွန်မကလည်းပြန်စဉ်းစားကြည့်ရတဖက်ကလူလိန်နေဘာဖြစ်လို့ရှိလဲလူလိန်နေဟာတက်ခနစ်အစ်စ်ကိုမတုံးသွားဘူးဒီနီးလန်းနေကိုပဲတုံးတာ အဲ့တော့အလိန်ခံရမယ့်လူဒန်းစာသူတို့လိန်လို့ရတဲ့လူဒန်းစာသူတို့လိန်လို့ရတဲ့ညံရင်ညံသွေးရှိတဲ့အဆင့်အတန်းတွေရှိလို့သူတို့လိန်လို့ရတာဟုတ်လားအဲ့တော့ကျမတို့ကဒီလူဟာဒီလူဟာကိုချင်းတရားမကောင်းပါဘူးဒီလူဟာလိန်ပါတယ်ဒီလူဟာညံပါတယ်လို့ကျမတို့ကပြောရင်အဲ့မှာ သခင်အားရကြုံဘာဝတွေဟာမနာလုံလို့ပြောတာနော်မနာလုံလို့ပြောတာအထူးသဖြင့်ယေရနာလောက ကိုကိုတိုင်းကဘာမှမသိဘဲနဲ့ဒီလောကမှာလှုပ်တယ်အမားရင်းဖြစ်သွားတယ်သူများလက်ညှိုးထိုးတယ်ကိုကနှစ်နာသူပြန်ဖြစ်သွားတယ်၃ည၃ည0193 တော့ကျမတို့လည်းဒီလိုပဲကျမတို့ဒဲဒီမှာလည်းလေကျမတို့မိတ်ဆွေတွေတည်းမှာငွေလိမ်တဲ့သူတွေရှိတယ်။သူများပတ်စံကိုလိမ်တာ။သူများပတ်စံကိုတထင်းအောင်ဆောင်ပြီးလိမ်တာ။လိမ်ပြီးတော့ရင်တို့ကပြေးရောအမေပြီးရင်တို့ကပြန်ပြီးနစ်နာသူ။အတူဘလောက်ပေးထားတာအတူပေးပြီးယူတာအတူဘလောက်ပေးထားတာနောက်ထပ်6 4 5 3 1 9 အထူးမပေးဘဲနဲ့သူများကငွေချီးရအောင်ဝေတန်တရားလားဝေတန်တရားတွေလားလို့ဟုတ်လားကျင်းနဲ့လို့ဒီအတိုးနဲ့ငွေချီးပြီးသွားပြီပြီးတော့အရင်ဆက်ခံနေအရင်မပေးနိုင်တော့ငါအတိုးပေးထားတာဘလောက်ရှိပြီဆိုပြီးတော့မှဒီလိုမျိုးတွေလောက်တာကျမပတ်ဝန်းကျင်မှာကိုအများကြီးတွေ့ရတယ်နောက်တစ်ခါကျမတို့လူမျိုးကဘာဆိုးသေးလဲဂျေဇူးကိုဂျေဇူးနဲ့ခြေတာသူများစီကနေအခက်ခဲရှိလို့ဂျေဇူး အကူညီတောင်းထားတယ်ကိုကတခုလောက်ပြန်ကူညီပေးလိုက်ပြီဆိုကျေးဇူးချင်းကျေသွားပြီသူငါ့ကိုဒါလုပ်ပေးလို့ငါဒါပြန်လုပ်ပေးပြီးသွားပြီကျေသွားပြီဆိုတယ်နော်ကိုကပြုတ်တဲ့ကျေးဇူးဟာလည်းမကျေသလိုကိုကတောင်းခံတဲ့ကျေးဇူးခံရရင်လေဒါတွေကခြေလို့မရပါဘူးကျေလို့မရပါဘူးကျမကတော့ဒီလိုပဲနေတယ်ကျမကိုတေးတေးလေးရအစာပြုတ်ခဲ့ဘူးတဲ့ကျေးဇူးဆိုကျမအင်းနဲ့ဆက်လို့မကုန်ဘူးဒါပေမဲ့ကျမတို့လူအများစုကတော့ကျေးဇူးကိုကျေးဇူးနဲ့ခြေတာ ့ငါဒါလုပ်ပေးတယ်ငါဒါလုပ်ပြီးသွားပြီးပြီကြေးပြီတဲ့ကဲအဲ့လိုရှိလားအဲ့လိုရလားအဲ့တော့လေလိန်ညတယ်ညာကြတယ်ပြီးရင်ပြောက်သွားတယ်ပြန်ပေါ်လာတယ်ဘာမှမဟုတ်တဲ့ပုံစံမျိုးသူတို့ကပဲဂုံတိတ်ခါကြီးမြင့်တော့သူတို့ကပဲနိနာသူတွေပုံစံမျိုးနဲ့တိတ်ဆောက်မြတ်ကတာပဲလူလိန်ဟာလူလိန်ပဲ တခါလိမ်မွေးရင်တသက်လုံးလိမ်မှာပဲဖြောက်လို့မရဘူးဗီဇာဆိုတာဖြောက်လို့မရဘူးအဲ့တော့အခုခစ်ကြီးရလေဒါကြောင့်မလို့ကောသလမင်းကြီးကအိမ်မက16ချက်ပဲမှတ်ထားလို့ဒါပဲ32ချက်လောက်ဒါမှတ်တယ်ဆိုလို့ရှိလို့ရှိရင်တော့စောက်ကျိုးတွေနည်းကုန်တော့မှာပဲနော်အဲ့တော့ပညာမဲ့တဲ့သူတွေက စကားကိုပညာရှိတဲ့သူတွေကနှုတ်ပိတ်ပြီးတော့မှနားထောင်နေရတဲ့ခေဖြစ်သွားပြီ။အဲ့ပညာမင်းတဲ့သူတွေကလည်းလိန်နာလိန်နာနီးပေါင်းစုံနဲ့လိန်နာပြီးရင်ခဏလေးပျောက်သွားလိုက်ပြီဆိုကျွန်တော်တို့မြန်မာလူမျိုးကပြီးသွားပြီ။ဘလောက်ပဲအမားကျူးလွန်ကျူးလွန်ကျွန်တော်တို့တိုင်းပြည်မှာလေပြန်ပေါ်လာလိုက်အလှူများများလှုပ်ပေးလိုက်။သူတော်ကောင်းဖြစ်သွားပြီချက်ချင်းသူတော်ကောင်းအော်တိုမက်တစ်တိုင်းဖြစ်သွားတာနော်။ လှုပ်ချင်တာလှုပ်ပြောချင်တာပြော အလှလှပြလိုက်အဲ့ဒီလူချက်ချင်းသူတော်ကောင်းဖြစ်သွားပြီလူတယောက်ရဲ့ကိုကျင်တရားကိုအဲ့ဓာရီနဲ့တိုင်းတာတာအဲ့တော့အဲ့ဓာရီကိုမှအဲ့လိုတွေသူတို့မြင်နေထင်နေတဲ့ဟောင်မြင်တယောက်ယောက်ကမြင်သွားမထောက်ပြလိုက်နဲ့ထောက်ပြတဲ့သူကမနာလုံလို့လူယုံမှတိုက်ခိုင်းနေတာသူများကို no ျူးလွန်သူတွေကနိနာသူအပြင်းဟန်ဆောင်တာတွေကအရင်အမြင်ကက်စရာကောင်းတယ်သိလားဆိုတော့ဟိုးအရင်ကလည်းဒီလိုပဲကျွန်တော်တို့အတိုင်းဝိုင်းထဲမှာလည်းရှိတယ်တထေးတွေခုနကျွန်တော်ခုနပြောပါဘူးလားဟိုးငွေလိမ်နဲ့ခက်ကဟာတွေအများကြီးတွေအခုတို့ကအချိန်ကြီးမပြတ်ဘူးအနေစားမပြတ်ဘူးတို့စီကိုပတ်စံပေးပြီးတော့မှနင်နာဆုံးရှုံးသွားတဲ့သူတွေကဘဝတွေပြက်ပြီးတော့မှအမျိုးစုံနဲ့တစ်ခါတည်းကိုဒုက္ခတွေရောက်သွားတာဟေးတို့တွေကအနေအဆမပြတ်ဘူးအတိုင်းဝိုင်းထဲမှာ မျက်နာကြီးရဟင်းဖက်ပါတယ်ဆိုတဲ့စကားလည်းတိတ်မှန်တာနော်ကျမတို့လူမျိုးကလေငွေရောင်ငွေဝါနဲ့သာဖုံးထားလိုက်ဘာဖြစ်မှုပဲရှိရှိဘာချူရင်းချက်ပဲရှိရှိကောင်းလိုက်တာတွန်လိုက်တာမှန်လိုက်တာကြီးပဲငွေနဲ့သာဖုံးကြွားပြဝါပြခြေပြမိုးပြအဲ့ဒီလူတွေကကလင်ကကျစ်ပဲဖြစ်ဖြစ်လူလိမ်ပဲဖြစ်ဖြစ်လူရန်ကားပဲဖြစ်ဖြစ် အားကြလိုက်တာချင်းလိုက်တာကောင်းလိုက်တာအမလီမှန်လိုက်တာဆိုတဲ့သူတွေကအောက်မှာမစားရဝါကမန်းအပြည့်ဒါကြောင့်မလို့လူလိန်နေရှိရဆိုတာအလိန်ခံမဲ့လူတန်းစားရှိလို့လူလိန်နေလိန်လို့ရတာခါလီကြရင်အလိန်ခံသွားရတယ်ဆိုမတနာတော့ဘူးเนาะအဲ့လိုအဲ့လိုဖြစ်